ရှမ်းပြည်နယ်တောင်ပိုင်းကတပ်ရင်းလေးခုပူးပေါင်းပြီးရှမ်းတောင်မျိုးသားများကာကွယ်တပ် SSNDF ဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။နှင်းနှင်းသတင်းပေးပို့ထားပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းကတော်လိုင်းရေးတပ်ရင်းလေးခုဟာကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့အမိန်ပေးကုကဲမှုအောက်ကနေတိုက်ပွဲဝင်မှုအတွက် SSNDF KNDF ဗျူဟာကိုအဖြစ်ဖွဲ့စည်းလိုက်ပါတယ်။အရင်ကရှမ်းတောင်တပ်ရင်းတွေဖြစ်ကြတဲ့အမတ်1005တပ်ရင်း SSPDF 1008တပ်ရင်း SSRY SSLRU နဲ့ SODF တပ်ရင်းတို့ပူးပေါင်းပြီးရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF KNDF အနေနဲ့ဧပြီလ18ရက်နေ့မှာတင်ဒန်းဆင်းခဲ့ပါတယ်။ SSNDF အနေနဲ့ပြောင်းလဲဖွဲ့စည်းပြီး KNDF ဗျူဟာ9ရဲ့ B101, B102, B103 နဲ့ drone တပ်ဖွဲ့အဖြစ် KNDF တပ်ရဲ့အမိန့်ပေးကွက်ကဲမှုအောက်မှာစစ်ကောင်စီတပ်ကိုတော်လှန်သွားမယ်လို့ဆိုပါတယ်။အချိန်ကာလတစ်ခုအထိ KNDF ရဲ့ COC အောက်မှာကျွန်တော်တို့စေရေးဖော်ဆောင်မှုတွေ KNDF နဲ့အတူတူလက်တွဲပြီးတော့ဒီစေရေးဖော်ဆောင်မှုတွေကျွန်တော်တို့ပြုလုပ်သွားဖို့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့အခြေခံလူထုအခြေခံနေမြေတွေကျွန်တော်တို့ပြန်ရပြီဆိုလို့ရှိရင်တော့ SS NDF ကကိုပါကိုခိုင်မာတဲ့ COC တခုတိဆောက်ပြီးတော့ကြာမှာပဲကိုရဲ့ရှမ်းတောင်နေမြေဒေသတွေမှာထိုးစစ်တွေဆင်နိုင်ဖို့အတွက်ကြီးရထားပါတယ်ဗျာ SSNDF KNDF ဘူဟာအမှတ်ကိုစစ်တင်နှန်းကိုဖေဖော်ဝါရီလ17ရက်နေ့မှာစတင်ခဲ့ပြီးဧပြီလ18ရက်နေ့မှာတင်နှန်းဆင်းခဲ့ပါတယ်ရှိဆက်ပြီးတော့ကျွန်တော်တို့ဒီခိုင်မာတဲ့ COC တခုအောက်ကနေပြီးတော့ချစ်လက်တဲ့အင်အားတခုနဲ့ကျွန်တော်တို့ရှေ့ရှောက်စစ်စင်ရေးတွေကိုစစ်တွေမှာအင်အားဒီထက်မကပိုပြီးတော့ဟိုကြီးမားတဲ့အင်အားတခုထိရောက်အောင်တိဆောက်သွားမယ် အမတ်1005တက်ရင်နဲ့1008တက်ရင်တို့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁ရက်နေ့ကပဲအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD အောက်ကနေတရားဝင်နှုတ်ထွက်ခဲ့ပြီးချမ်းတောင်ကတခြားတက်ရင်တွေနဲ့အတူ SSNDF အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ဒီမှာနင်းနေမှာ